အိမ်မှာအလွယ်တကူနဲ့ကြောက်စားလို့ရမယ်ငချင်းကြော်နေနေပြောပြမယ်နော်ပထမအောင်ဆုံးငချင်းကိုရေစေးမယ်ရေစေးပြီးသွားရင်သူ့ရဲ့အချွဲလေးပြောင်းအောင်လို့ကြောက်ချင်တဲ့အမ်တစ်ခေါက်တိုက်စေးပါမယ်ကြောက်ချင်တဲ့တိုက်စေးနိုင်ရင်ငါးမကန်နေရဲ့အချွဲလေးညှိနှန်းနေပျောက်သွားရပေါ့နော်ပြီးသွားရင်ဒုတိယတစ်ချိန်ထပ်ပြီးတော့စေးပါမယ်ပုံပြီးတော့အနံ့နေပျောက်သွားအချွဲကြီးပြောင်းအောင်လို့ဗပီးရေနဲ့တည်တည်ချာချာပိုက်တွင်းသားတွေအထိအင်းစင်အောင်လို့စေးမယ်ပေါ့နော်ပြီးရင်ငချင်းကတည် ဲ့အတွက်ခလေးကနေတပိုင်းပိုင်းပိုင်းပြီးတော့ရင်အမ်မှုံယုံလေးပဲမှုံးမယ်ပေါ့နော်ဘာလို့လဲဆိုတော့စားနေစားလို့ဆန်းနေလို့နေရင်အရသာဝင်အောင်လို့အခုလိုမျိုးမှုံးပြီးရင်ပို့ပြီးတော့အဆင်ပြေပါတယ်ပြီးရင်ကြောတဲ့အခါမှာလည်းပို့ပြီးတော့ချွတ်တယ်ပေါ့နော်ပြီးရင်စားရဲ့ဆန်းနေမှုံရဲ့ထည့်ပြီးတော့ငချင်းနေအားလုံးကိုနှံ့အောင်လို့နေပါမယ်အင်းတိတိကျကျနေပါမယ်ပြီးရင်တော့ညှိနှမ်းပြအောင်လို့ငရုတ်ကောင်းမှုံးလေးနည်းနည်းပါထည့်ပြီးတော့နေပါမယ်နေပြီးတော့ရင်တော့ခဏလေးနှက်ထားမယ်ပေါ့နော်ပြီးရင်တဲ ုံးလေးကိုစီထည့်မယ်စီထည့်ပြီးတော့ရင်ခုနကညှက်ထားတဲ့ငါးလေးတွေကို တခါလေစီနဲ့မီနဲ့ထည့်အောင်လို့တည်တည်ချာချာလေးထည့်ပြီးတော့ကြောပါမယ်ငါးကအချို့ကြော်တာဖြစ်တဲ့အတွက်ကြောင့်မလို့တည်တည်ချာချာစိတ်ရှိရှိနဲ့ကြောအောင်လို့ကြောမယ်ပေါ့နော်ဒါကတော့တစ်ဖက်ကြော်ပြီးတော့ဒုတိယတစ်ဖက်လှန်တာပါဒီလိုမျိုးလှန်တဲ့အချိန်မှလည်းဖြည်းဖြည်းလေးလှန်ရမယ်ပေါ့နော်ဒါမှငါးရဲ့အသားလေးရနူးညံ့တဲ့အတွက်ကြောင့်မလို့ပဲ့ပြီးတော့မပါသွားမှာပါပြီးရင် င်ကျွတ်လာပြီဆိုရင်ကိုကြိုက်တဲ့အနေထားလေးရပြီဆိုရင်တော့ငါးကြော်လေးတစ်ခွက်ရပါပြီအားလုံးကျေးဇူးတင်ပါတယ်